တောက်ထဲကတနေရာမှာဝင်းပုံငှက်တကောင်ကသူ့မိသားစုနဲ့အတူလွတ်နေတဲ့အတိုက်တစ်ခုကိုတွေ့လိုက်တယ်။အိုးဒီတိုက်ထဲမှာဘသူမှမနေတော့ဘူးထင်နဲ့။ငါတို့ဒီမှာရှိတဲ့အချိန်ထိဒီတိုက်ထဲမှာပဲနေကြမယ်။အရင်ကဝင်းပုံငှက်ကသူ့ရဲ့ပစ္စည်းရည်နဲ့မိသားစုကို ခေါ်ပြီးတော့အတိုက်ထဲကိုဝင်သွားလိုက်တယ်။ခဏကြာတော့ကာလူကြီးကန်ကအဲ့ဘက်ကိုဖြတ်သွားရင်းနဲ့အတိုက်တကားပွေနေတာကိုမြင်လိုက်ပြီးတော့အတိုက်နာကိုရောက်လာတယ်။ဟာဒါဘာလဲ။ ဒီအတိုက်ကနှစ်ပေါင်းများစွာပိတ်ထားတာအခုဘသူကများရောက်လာနေရလဲအထဲမှာဘသူရှိလဲကြည့်အောင်ကာလူကအတိုက်တကားနာကိုရောက်လာပြီးတော့អော်ခေါ်လိုက်တယ်ဟာအထဲမှာဘသူလဲခဏလေးအပြင်ထွက်လာပါအောင်ကာလူရဲ့အတန်အောင်ကြတော့ဝင်းပုံငက်ကအပြင်ကိုထွက်လာတယ်ဟုတ်ကဲ့ဘာပါလဲကျွန်တော်ဘာကူညီပေးရမလဲအာဟေးဟေးကူညီရမလို့ပါဘူးငါဒီဘက်ကနေဖြတ်သွားရင်းနဲ့ဒီပိတ်ထားတဲ့အတိုက်ကိုမြင်လိုက်တာ တကားပွင့်နေတာကိုကြည့်ပြီးတော့ဘသူရောက်နေလဲဆိုတာသိကြလို့လာကြည့်တာမင်းဘသူလဲဘယ်ကနေလာရလဲကျွန်တော်နာမည်ဝင်းပုံငတ်ပါကျွန်တော်နဲ့ကျွန်တော်မိသားစုကဟိုဘက်တော့ကနေလာတာပါဒီတော်ထဲမှာရေကဲမုန်ဆိုင်တစ်ခုဖွင့်မလို့လာတာဒီလိုရောက်တော့ဒီအတိုက်လုတ်ကိုတွေ့လိုက်တယ်လေအတော်ကြောင်စောင့်ကြည့်ပေမဲ့ဘသူမှမလာလို့ဒီအတိုက်ထဲမှာနေဖြစ်သွားတာဒီအတိုက်ရဲ့ပိုင်ရှင်ကိုမင်းသိလားစိတ်မပူပါနဲ့ဒီအတိုက်မှာပိုင်ရှင်မရှိဘူးလာမောင်းမြောက်စွာကလေးကဒီအတိုင်းလွတ်နေရာ ဒီမှာနေတဲ့မိသားစုကနုံငယ်တဲ့လာပေါင်းများစွာကလေးကဒီအတိုက်ကိုစွန့်ပြီးတော့တခြားတော့ပြောင်းသွားကြပြီ။ဒါကြောင့်မင်းဒီမှာအေးအေးဆေးဆေးနေလို့ရတယ်။ငါနာမည်ကကာလူ။ငါကဒီတော်ရမှာနှစ်ပေါင်းများစွာနေလာတာ။မင်းငါတို့တော်မှာရေခဲမုတ်ဆိုင်ကဖွင့်မယ်ဆိုတော့အရန်ကောင်းတယ်။အခုနွေရာသီလည်းဆလာပြီလေ။ဒီတော်ရမှာရေခဲမုတ်ဆိုင်တစ်ဆိုင်မှမရှိသေးဘူး။မင်းနဲ့မိမိသားစုငါတို့ချက်ငယ်တော့ကနေကြိုးဆိုပါရဲ့။တခုခုလိုအဲ့ရင်ငါ့ကိုသတိရလိုက်နော်။ငါ့ရင်ကဟုံးရှေ့ကတပည့်ပေါ်မှာရှိတယ်။ ငါခုသွားရမယ်။ Okay ကာလူမင်းကိုအရန်ကျေစွတင်နေ။ကာလူကအဲ့ဒီကနေထွက်သွားလိုက်တယ်။ဝင်ဘောကအိမ်ကားကိုပိတ်လိုက်တယ်။အမလီမိန်းမကြီးဒီတော့ငှက်တွေကိုတော်တော်ငါတို့တတိထားရမယ်။ကာလူကြီးကကတော့ရဲကငှက်တွေအားလုံးကိုရေခဲမုန့်ဆိုင်ကိုဖွင့်မဲ့ငှက်အကြောင်းပြပြလိုက်တယ်။ဟဲရေခဲမုန့်ရေခဲမုန့်ဆိုတဲ့အနာမည်ကြားရနေတယ်ငါပါဇက်ထဲကတရေကြလာပြီ။အခုမနေ့ပြန်ထီပဲစောင့်ရတော့မယ်။ နက်ဖြန်စားပြီးတော့ငါတို့နေတိုင်းအေးအေးဆေးဆေးရေခဲမုန့်စားလို့ရပြီဟုတ်တယ်ဟုတ်တယ်ဒီနေရာဒီတစ်ခုလုံးငါတို့နေတိုင်းရေခဲမုန့်စားကြမယ်ညရောက်သွားတယ်ငှက်တွေအားလုံးအိပ်ပျော်သွားကြတော့တာပေါ့မနေ့ရောက်တော့ဝင်းပုံငှက်နဲ့သူ့ရဲ့မိသားစုကငှက်တွေတွာလာတဲ့နေရာမှာရေခဲမုန့်စားဖွင့်လိုက်တယ်ရေခဲမုန့်ရမယ်ရေခဲမုန့်ရတာရှိရဲ့ရေခဲမုန့်နေရမယ်ချွတ်ချွတ်မွမွေးရေခဲမုန့်နေနော် ခဏအတွင်းအဲ့ဒီကနေဖြတ်တော့ဖြတ်လာလုံနေတဲ့ငှက်တွေကရေခဲမုန်ဆိုင်မှာရက်ပြီးတော့သူတို့ကြိုက်တဲ့အရသာရှိတဲ့ရေခဲမုန်တွေကိုစားကြတယ်။ဒီလိုနဲ့ရက်အနေငယ်ကြာသွားတယ်။တနေ့ညမှာတော့မိမငါတို့ဒီကိုရောက်လာတာရက်အနေငယ်ရှိသွားပြီ။တောတစ်ခုလုံးငါကြည့်ပြီးသွားပြီ။အခုငါတို့ဒီကိုလာရတဲ့ရည်ရွယ်ချက်အတွက်အာရုံစရမယ်။ဟုတ်တယ်ကို။ကျမပြောတာဒီကိုရောက်လာတာရက်အနေငယ်တော့မပြည့်သေးဘူး။ဒါမဲ့ကျမတို့ဘလောက်အမြင့်ရလဲ။ ထီတော်ရဲငှက်တွေအားလုံးတယောက်နဲ့တယောက်ရင်းရင်းနှီးနှီးနေကြတယ်။ကျမတို့မကောင်းတဲ့အလုပ်ကိုစွန့်ပြီးတော့ဒီမှာအမြဲနေရရင်ဘလောက်ကောင်းမလဲ။နောက်ထပ်ဘယ်နှခါထွက်ပြေးနေရမှာလဲ။ဘာလဲ။မင်းကဒီလောက်တက်သည့်ရှိလာပြီလား။ငါ့ကိုဘာမှန်နဲ့ဘာမမှန်ဘူးလို့တိတ်မင်းမလို့လား။တိတ်တိတ်နေစမ်းပါ။အလုပ်လုပ်မဟုတ်ရင်အိမ်ကနေနှင်ထုတ်မယ်နော်။ကလေးတွေရှိမှတိတ်ပြီးတော့စကားပြောကြည့်နေရလား။နေစကားတစ်ခုတော့မထွက်ရအောင်နော်။ညရောက်သွားတော့တယ်။ မမေတားရူရေခဲမှုမဲတော့သွားစားရမှာလေဟုတ်တယ်မမေဒီတော့ရမှာရေခဲမှုဆိုင်ရောက်လာကလေးကတခါမှမသွားရသေးဘူးဘယ်တော့သွားရမှာလဲပြပြပါကလေးတွေမနှက်ပြက်နေလေဆိုရင်တေချာသွားမယ်လာလာအခုညာလဲလွတ်နေပြီအိယောင်မနှက်ပြက်ရောက်သွားတယ်ငှက်မနေမိပြစဘာသွားဝယ်ဖို့အိမ်ကနေထွက်သွားတယ်နေလေလောက်မှစဘာနဲ့အိမ်ပြန်လာတယ်ကလေးတွေလည်းကျောင်းကနေပြန်ရောက်လာကြတယ်လာလာကလေးတွေရေခဲမှုသွားစားကြမယ် เอ้ยีเกมอซ่าอรอมเมမနေ့ညငတ်ပြန်မလေးကကလေးတွေကိုပြောထားသလိုမျိုးရေခဲမုံဆိုင်ကိုခေါ်သွားတယ်။လာကလေးတွေဘယ်ရေခဲမုံလိုချင်တာလဲပြော။ကျွန်တော်တရတိရတာပေးပါ။ကျွန်တော်ချောကလက်ရတာ။ကျမတို့ရောနနတိရတာလေးပေးပါ။ဒီမှာကလေးတို့ရေခဲမုံနေပြပြရှွရှင်စားကြပါ။ငမလေးမိပြရေခဲမုံကိုပေးပြီးတော့ကလေးတွေနဲ့အိမ်ပြန်လာတယ်။မမေ ကျွန်တော်တို့အိတ်ချင်လာပြီဟုတ်တယ်မမေကျွန်တော်ပဲဟုတ်တယ်ကလေးတွေငါလည်းခေါင်းနှောက်လာသလိုပဲပြောရင်းနဲ့သူတို့တော့အောင်လို့အိတ်ပြောင်းသွားကြတယ်ခဏကြာတော့ညရောက်သွားတယ်ငှက်မလေးမိပြအိတ်ရကနေနိုးလာပြီးတော့သူ့ငငယ်ချင်းညှက်နေတဲ့စကားပြောဖို့တစ်ပင်ပေါ်မှာစူဝေးလိုက်တယ်ဟဲပြပြမင်းဘာဖြစ်သွားရလဲမင်းကျမရဲ့အဆင်ပြေရဲ့လားမျက်လုံးတွေဘာလို့ဒီလောက်ဖောင်းနေရလဲပြပြအကုန်လုံးပြပြလိုက်တယ်အာငါမှလည်းအဲ့လိုပဲ ငါမှလည်းညီမလေးဖြစ်တယ်လို့ဖြစ်ခဲ့ဟုတ်တယ်ဟုတ်တယ်မနေ့ကငါ့အိမ်မှာခိုးမှုဖြစ်သွားတယ်အဲ့ဒီချိန်ငါအိမ်မှာပဲရှိနေတာဒါမဲ့ဘလို့မှမသိဘူးငါအိမ်မောကြသွားတာနိုးလာတော့အင်းကဖြစ်စီအများကြီးပျောက်နေပြီရေခဲမုန်စားတဲ့သူတိုင်းအဲ့လိုဖြစ်နေတာငါ့အထင်ဒီထဲမှာတခုခုမတမာမှုတော့ရှိနေတယ်ဒါဆိုရင်ငါတို့အားလုံးသတိထားရမယ်ငါအခုထိအဲ့ဒီရေခဲမုန်ကိုမစားရသေးဘူးမနေ့ပြန်ငါစားကြည့်မယ်ဘာဖြစ်လဲကြည့်ကြမယ် အဲ့ဒီတတိထားနော်စားပြီးတော့အိမ်မောကြနေပြီးတော့အိမ်ရပစ္စည်းတွေပျောက်သွားရင်မကောက်ဘူးဟုတ်တယ်ဟုတ်တယ်ပဲဗျာဒါမဲ့မင်းကောက်စိတ်မှုဘူးနဲ့အရင်ဆုံးမင်းရဲ့ဖောင်းနေတဲ့မျက်လုံးတွေကိုကြည့်အောင်မင်းမျက်လုံးတွေဖောင်းနေရကြအောင်မိစ္ဆာမလို့ဖြစ်နေပြီမိစ္ဆာမဆိုတာဘာတူလဲအားလုံးကအတန်ကျဲကြီးနဲ့ရီလိုက်ကြတော့တယ်နောက်နေ့နေ့လယ်မှာအန်နီမီနိုကရေခဲမှုဆိုင်ကိုရောက်လာတယ်ငါ့ကိုဗနီလာအရသာရှိရေခဲမှုပေးပါဟာ ။အန်ဒီမလာစဘူးလာလို့ပါလား။ရေခဲမုံနေကအရန်ကောင်းတာကိုအန်ဒီမလာလို့ကျွန်တော်တော့အလကားလာကြွေးအောင်မလို့စဉ်းစားနေတာ။ဟုတ်တယ်ဟုတ်တယ်။ငါအစတော့တကြားရများလို့မစားခြင်းပဲမဲ့တတော်လုံးကအရန်ကောင်းနေဆိုပြီးဝိုင်းပြောနေကြတာနဲ့ငါအခုစားမလို့ရှောက်လာတာပဲဟေး။ငါ့ကိုရေခဲမုံတစ်ခွက်လောက်ပေးပါ။ရပါအန်ဒီမီနုတုံးဆောင်ပါ။အန်ဒီမီနုကရေခဲမုံကိုစားပြီးတော့ အမလေးဟဲ့နင်တို့ရေခဲမုံကလည်းခြုံရဲပြီးတော့အခြားသားလည်းမကောင်းလိုက်တာဝါအနီမီနူကရေခဲမုံကိုဝင်မုံငက်ရဲ့ပားပေါ်ကိုပစ်ပြီးတော့ထွက်ပြေးသွားတယ်။အိမ်ထဲရောက်တော့မီနူငက်မှာအစ်ချစ်စိတ်တဖြည်းဖြည်းဖြစ်လာပြီးတော့ခဏအတွက်အိပ်ပျော်သွားတယ်။အဲ့ဒီအချိန်မှာဝင်မုံငက်ကရောက်လာပါတယ်။အနီမီနူကသူ့အိမ်နောက်မှာ CCTV တက်ထားတာကိုဝင်မုံငက်မသိလိုက်ပါဘူး။ခဏအကြာမှာတော့ငါကင်မရာထဲမှာဘာတွေမှတ်ထားလဲကြည့်အောင် သူ့ရဲ့ကင်မရာထဲမှာတော့ဝင်းပုံငက်ကပျက်စီးခိုးနေတာကိုအမင်းရရိုက်ထားလိုက်ပါတယ်။အော်ဒီလိုကိုအခုမင်းဖေးကင်းတော့မှမဟုတ်ဘူး။အဲ့လိုပြောပြီးတော့ရှားစားပြင်းစီကိုတိုင်တန်းကအကုန်လုံးပြပြလိုက်တော့တယ်။ဟာမင်းတို့ဒါကအရန်အနေများတာပဲ။စစ်သားတွေသွားဝင်းပုံငက်နဲ့သူ့ရဲ့မိသားစုဖမ်းပြီးတော့ဒီကိုခေါ်လာခဲ့။ခဏလေးပါရှားစားပြင်းသူ့ကိုဖမ်းဖို့ငါ့မှာတခြားအစီအစဉ်တစ်ခုရှိတယ်။ မီနုငတ်ကရာစာတိုင်းငတ်ကိုအစီအစဉ်ပြပြလိုက်တယ်။အဲ့နောက်ဝင်းမုံငတ်မိသားစုကရေခဲမုံကိုယူပြီးတော့နန်းတော်ကိုရောက်လာတယ်။ဟမ်ဝင်းမုံပါလား။လာလာမင်းကိုနန်းတော်ကနေကြိုးဆိုပါတယ်။မင်းရဲ့ရေခဲမုံကိုအရန်ကောင်းကောင်းလုပ်တဲ့ကြားတယ်။ငါတို့ကလည်းကြွေးပါအောင်။ဟုတ်တယ်ဟုတ်တယ်ဘခင်အခုပဲပေးမယ်နော်။ရော့ဒီမရစာဘခင်ဝင်းမုံငတ်မင်းလည်းငါတို့နဲ့ရေခဲမုံနည်းနည်းစားကြည့်ဘလောက်ကောင်းမလဲ။ငါတို့လည်းအရန်ဝမ်းသာရမယ်။ ဟေးဟေးရစာစီကျွန်တော်ကဘီရင်တို့နဲ့ရေခဲမို့ဘလို့စားရမှာလဲအရှင်ကဘီရင်မင်းမြက်ပါဩဘာကြောင့်မရရမှာလဲဒီလိုကိစ္စမရှိပါဘူးဒီလိုကိစ္စမရှိပါဘူးမင်းကငါတို့ဧည့်တယ်လာငါတို့နဲ့ရေခဲမို့အတူစားပါအာမစားမစားနိုင်ပါဘူးပြောပြပြီလေအာဒါပေမဲ့ဘာလို့မစားနိုင်ရတာလဲဒါကအမိတ်မယ်လာငါတို့နဲ့ရေခဲမို့စားစမ်း မဟုတ်မဟုတ်ကျွန်တော်မစားဘူးအဲ့လိုပြောပြီးတော့ဝင်းမုံငှက်ကထွက်ပြေးဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာမီနုံငှက်ကသူ့ရဲ့လမ်းကိုပိတ်လိုက်တယ်အဲ့ဒီချိန်မှာငှက်တွေအားလုံးလည်းအဲ့ဒီမှာရောက်လာကြတယ်ဘလို့ထွက်ပြေးမလဲတခုံမင်းရဲ့လှုပ်ဝက်ချက်တွေအကုန်ဖွင့်ခံလိုက်ရပြီငါအားလုံးရဲ့ရွှေမှာမင်းကိုမျက်မြင်တက်တဲ့နဲ့ဖမ်းချင်တာစစ်သားတွေဒီငှက်ကိုအကျဉ်းချလိုက်နောက်ဆုံးမှာဝင်းမုံငှက်ရဲ့အမှန်တရားကိုအားလုံးရှေ့မှာမြင်လိုက်ရပြီပေါ့ ငါဘာမှမစားရမတော့ရပဲနဲ့နေရတာရက်တွေလည်းကြာနေပြီလက်ဆက်တဲ့အသားကလည်းရှာမရဘူးဖြစ်နေတယ်။တောင်ဘက်ကိုကျင်းကတည်းကလည်းမလာကြဘူး။ငါလည်းတော့ရဲကိုသွားလို့မရဘူးဖြစ်နေတယ်။ငါဘလို့နီးနေပဲဖြစ်ဖြစ်လက်ဆက်တဲ့အသားကိုတော့ရှာမှဖြစ်တော့မယ်။ခဏတာစဉ်းစားပြီးရဲ့နောက်မှာတော့ရာဇာတိုင်းငက်ကသူ့တငယ်ချင်းဖြစ်တဲ့မင်းမင်းတိုင်းငက်စီကိုရောက်လာတော့တယ်။ဟွန်းငါအရင်ကိုစိတ်ညစ်တာပဲမင်းမင်း ဘာမှမစားရတာလဲ9ရက်လောက်ရှိပြီဗိုက်စာလုံးလို့အချိန်နေဆုံးနေပြီချင်းငတ်တွေကိုပဲအမဲလိုက်ပြီးတော့လက်ဆက်တဲ့အသားစားရတယ်လို့ဘသူပြောလို့လဲငါဆိုရင်အလုတ်လုတ်ပြီးတော့ရရဲပစံနဲ့လက်ဆက်တဲ့အသားငါတွေဝေစားတယ်လीငါရဲ့တငယ်ချင်းညာစားငါပြောတာကိုနားထောင်ပြီးတော့အလုတ်လုတ်ပါလားဟာမလုတ်ပါဘူးငါလက်ဆက်တဲ့အသားပဲကြိုက်တာပစံနဲ့ဝေရတဲ့အသားတွေကလက်ဆက်တာမဟုတ်ဘူးငါကဘယ်တော့မှမလက်ဆက်တဲ့အသားကိုစားတာမဟုတ်ဘူး မင်းဒီလောက်တောင်ကြီးများနေမှာတော့တည့်ရအစာငတ်ပြီးတော့သေသွားလိမ့်မယ်။음မင်းမေငါမင်းစီကလည်းအခုညီလာတောင်းတာကွာ။မင်းကငါ့ကိုလာပြီးတော့ဆုံးမနေရဲ့။ငါ့ကိုကူညီပေးပါကွာ။မင်းကငါ့ရဲ့တငယ်ချင်းကောင်းမဲဟောင်းကောင်းပါပြီ။ငါမင်းကိုဘာကူညီပေးရမလဲပြော။မင်းက TV လိုင်းမှာအလုပ်လုပ်တာမဟုတ်လား။ငါ့ကိုကူညီပေးပါအောင်။ TV မှာလိန်ပြီးတော့ကြော်ညာပေးလေကွာ။ရှာစာတိုင်းကကိုဖမ်းနိုင်ရင်ဘရင်က ruby 2000ချိမြင့်မယ်ဆိုပြီးတော့လေ။ ဟာမင်းယူနေရလားကွာငါသာအဲ့လိုသတင်းဖြက်လိုက်ရင် အားလုံးကမင်းနောက်ကိုလိုက်လာကြတော့မှာပေါ့ဟုတ်တယ်လေငါကိုယ်တိုင်ကအဲ့လိုဖြစ်စေချင်တဲ့ဟာ။ကျင်းကတည်းကကျင်းကတည်းအားလုံးကပတ်စံရမနဲ့ငါ့ကိုဖမ်းမှုလာကြအောင်လို့လေအဲ့ဒီခါကျမှငါကသူတို့တွေကိုပြန်ပြီးတော့အမဲလိုက်လို့ရမှာပေါ့ကွာဝါမိုက်လိုက်တာရစာရမင်းကတကယ်ကိုထက်မြက်တဲ့တိုင်းငယ်တကောင်ဖြစ်မှန်းငါတော့လက်ခံကျင်သွားပြီ။ နောက်နေ့မနက်မှာတော့ကျင်းကတီကအိမ်မှာထိုင်ပြီးတော့ TV ကြည့်နေကြတော့တာပေါ့မင်္ဂလာပါလူကြီးမင်းအပေါင်းတို့ကျွန်တော်ကတော့မမေရီပိုတာဖြစ်ပါတယ် Breaking News ဘီငါရာစာသင်္ကတ်ကိုဖမ်းမိနိုင်တဲ့မြို့တို့ကိုမဆိုရူဘီ2000ချင်းမြင့်မယ်လို့ကြေညာထားပါတယ်ဘယ်ကျင်းကမဆိုရာစာသင်္ကတ်ကိုဖမ်းပြီးတော့ဘီငါကိုဆက်သနိုင်မယ်ဆိုရင်ဘီငါကရူဘီ2000ချင်းမြင့်ပါလိမ့်မယ်ကြည့်ရတာရာစာသင်္ကတ်ကတခုခုလုတ်ပြတ်ပြီထင်တယ် အဲ့ဒါကြောင့်လဲဘုရင်ကသူ့ကိုဖမ်းဖို့အတွက်ပတ်စံတွေအများကြီးပေးရနေမှာမြေမြလေးရာစာသင်ငယ်ကိုဖမ်းပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုတောက်ပအောင်လုပ်လိုက်ကြပါအမေအမေနဲ့တမီသွားပြီးတော့အဲ့ဒီရာစာသင်ငယ်ကိုသွားရှာရအောင်သူ့ကိုတွေ့ရနဲ့ဖမ်းပြီးတော့ဘုရင်စီမှာသွားပြီးတော့ဆက်သကြမယ်လေပြီးရင်ဘုရင်စီကနေရူဘီ2000ဆုလိုက်ယူလိုက်မယ်မဟုတ်ဘူးမဟုတ်ဘူးတမီရာစာသင်ငယ်ကိုဖမ်းဖို့ကလွယ်တဲ့အလုပ်မဟုတ်တာ အမေတို့ကအသက်အန္တရာယ်ရှိပြီးမှရလာတဲ့ပတ်စံမျိုးအမေတို့မလို့ကြမှာဦးရဲ့ဖခင်ရေစုလက်ကတော်တော်လေးကိုများတာပဲအဲ့လောက်ဆိုရင်ရွှေလက်ဆွတ်တဲ့အိမ်အသက်တွေကားတွေတောင်ဝယ်နိုင်လောက်ပြီကိုကလူညံ့နေကြရင်အလောက်ကပြန်လာရင်သူ့ကိုဒီအကြောင်းတွေပြပြလိုက်ရမယ်မြက်ပြန်ကြရင်အတူတူသွားပြီးတော့တိုင်းငက်ကိုဖမ်းမိပြီးတော့စုလက်တွေကိုအပိုင်သိမ်းလိုက်မယ်ချက်တူရေးရလဲရဲကိုဆင်းရတာပေါ့ဆုတ်ချတဲ့အိမ်ဆုတ်ဆုတ်လေးမှာနေထိုင်ရတော့တယ် ืมဒီလိုမျိုးအခွင့်အရေးကောင်းလက်လွတ်ခံလို့ဘယ်ဖြစ်ပါမလဲမနေ့ပြန်ကြရင်တိတ်ငက်ကိုရအောင်ဖမ်းပြီးတော့ဆုလက်ကိုရအောင်ယူမှဖြစ်မယ်ဒါပေမဲ့ကျမအရင်ကိုစိုးရိမ်မိရယ်ရှေ့တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဟာကိုဘာမှမဖြစ်တော့ပါဘူးမင်းအရင်စိတ်ပူမနေနဲ့ကိုငါဖမ်းတာကျွမ်းကျင်တယ်လို့မျိုးတိတ်ငက်ကိုလည်းထောင်ချောက်ထောင်ပြီးတော့ဖမ်းပြီးတော့ခေါ်လာခဲ့ပါမယ်ပတ်ဆက်ရမက်ကြီးစွာနဲ့စက်တူရဲကငါဖမ်းပိုက်ကုန်ကိုယူပြီးတော့တိတ်ငက်ကိုဖမ်းဖို့အတွက်တောင်းမို့တက်သွားလိုက်တော့တယ် တစ်ဖက်မှာတော့ယာစာတိုင်းငတ်ကိုယ်တိုင်ကထောင်ချောက်ဆင်ထားတော့တာပေါ့မင်းဘမလည်းတိုင်းငတ်မင်းကငါ့အတွက်ရွှေငါလေးဖြစ်သွားပြီမြမြလေးငါရှိကိုထွက်လာခဲ့တော့အဲ့ဒါမှမင်းကိုဖမ်းပြီးတော့ဆုလက်တွေကိုငါအပိုင်တိုင်းနိုင်မှာပတ်စံရယူခြင်းနဲ့စိတ်နဲ့ကြက်တူရေးရဘာမှမစင်စားမစင်ကျင်တော့ပဲနဲ့အရှိကိုဆက်ပြီးတော့ပြန်တန်းလာခဲ့တော့တယ်အဲ့ဒီချိန်မှာရုတ်တရက်ကြီးစစ်တူရွေးရဲ့အပေါ်ထောင်ချောက်ကပြုတ်ကျလာပြီးတော့စစ်တူရွေးကပြိမ့်မိသွားတော့တယ်။ဖျားကြီး ဘယ်အနေထောက်ချောက်ကရောက်လာတာလဲအင်းငါတော့ပြိမ့်မိသွားပြီပဲတကယ်ရောက်လာပြီးတော့ကိုညီပေးပါအောင်ဒီကနေထုတ်ပေးကြပါအောင်ကျက်တူရေးကအဲ့ဒီထောက်ချောက်ကနေထွက်ဖို့အတွက်ကြိုးစားလိုက်တော့တယ်အဲ့ဒီချိန်မှာအဲ့ဒီနေရာလေးကိုရာစာသိန်းကကရောက်လာတော့တာပေါ့ညရဲ့ပထမဦးဆုံးအမဲကောင်ကိုတော့ဖမ်းမိသွားပြီပဲအခုတော့လက်ဆက်တဲ့အသားကိုစားရတော့မယ် ရှာစားတိုင်းကကအရန်ဝိုက်စားနေရချောင်းအဲ့ဒီချိန်မှာပဲကြက်တူရွေးကိုတက်ပြီးတော့စားလိုက်တော့တယ်။နှစ်ရက်ကြာသွားတာပေါ့။ကြက်တူရွေးကလွဲပြီးတော့တခြားချင်းငက်တွေကတိုင်းငက်ကိုဖမ်းမို့အတွက်မလာကြဘူးပေါ့။အင်းနှစ်ရက်တောင်ကြာသွားပြီ။ကြက်တူရွေးပြီးတော့ငါ့ကိုဖမ်းမဲ့သူလည်းဘယ်သူမှမလာကြပါလား။ငါထင်တော့ဆုလက်ကိုထပ်ပြီးတော့ချင်းမြတ်မနဲ့တူတယ်။အဲ့ဒါမှချင်းငက်တွေကလောဘတက်ပြီးတော့ငါ့စီကိုလာကြမှာ။အဲ့လိုတွေးပြီးတော့ရာစာတိုင်းငက်ကသူ့ရဲ့တငယ်ချင်းမင်းမင်းစီကိုတွားလိုက်တော့တယ်။ ဒါဆိုမင်းဖြစ်တဲ့သဘောကငါနောက်ထပ်တစ်ခါထပ်ပြီးတော့လိမ်ပေးရမှာပေါ့လေမင်းကိုဖမ်းဖို့အတွက်ဘရင်ကဆုလက်ကိုရူဘီ9000တက်မှတ်လိုက်တဲ့အကြောင်းကြေညာပေးရမှာပေါ့အဲ့လိုလားဟုတ်တယ်မင်းမင်းရူဘီ2000ကနည်းတယ်လေအခုရူဘီ9000တိုးလိုက်ရင်ကျင်းတဲ့အားလုံးကပို့ပြီးတော့လောဘကြီးသွားကြတော့မှာအဲ့ဒီခါကျမှငါ့ကိုဖမ်းဖို့အတွက်ဒီလိုတေချာပေါက်လာကြလိမ့်မယ်နောက်နေ့တည့်ရက်မှာတော့မင်းမင်းတိုင်ငယ်ကထပ်ပြီးတော့တရေမအကိုဖျက်လိုက်တော့တယ် မင်္ဂလာပါလူချင်းမင်းအပေါင်းတို့ကျွန်တော်ကတော့မင်းမင်းရီပိုတာပဲဖြစ်ပါတယ်လူချင်းမင်းတို့သိကြတဲ့အတိုင်းပါပဲဘီရင်ကရာစာတိုင်းငယ်ကိုဖမ်းနိုင်တဲ့သူကိုစုနဲ့နှစ်ထောင်ချင်းမြင်ပေးမယ်လို့ကြေညာထားတယ်လीဒါပေမဲ့အခုချိန်ထိဘယ်ချင်းငယ်ကမှရာစာတိုင်းငယ်ကိုမဖမ်းနိုင်လေရကြောင်းဘီရင်ကစုလက်ကို9000အထိတိုးမြင့်ပေးလိုက်တော့တယ်ဖခင်ကြီးရူပီ9000တောင်လားဒါကရောင်းုံများတဲ့စုလက်ပဲအခုတော့ရာစာတိုင်းငယ်ကိုဖမ်းမှဖြစ်တော့မယ်ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူး ဘင်းကသူ့ရဲ့ရဲမက်တွေကိုမခိုင်းမနဲ့ဘာလို့ငါတို့လူကျင်းငက်တွေကိုဖမ်းခိုင်းနေရတာလဲအခုမှတော့ကျင်းငက်တွေကလောဘကိုပို့ပြီးတော့တက်လာခဲ့တော့တယ်ရူဘီငါးတောင်ပိုင်ဆိုင်ခြင်းနဲ့စိတ်နဲ့ကျင်းငက်တွေကဘာကိုမှမစင်စားတော့ဘဲနဲ့ရာစာသိန်းငက်ကိုဖမ်းဖို့အတွက်တောင်မောင်ကိုရောက်လာကြတော့တယ်ဒီနေ့မှတော့ရာစာသိန်းငက်ကငှက်တွေအများကြီးကိုဖမ်းလိုက်တော့တယ်မင်းမင်းရဲ့မင်းတီကိုလာလားဝါရာစာ မင်းတော်တော်ပျော်စရာပဲငှက်တွေအများကြီးကိုဖမ်းမိခဲ့ရပဲအခုတော့နေ့တိုင်းနေ့တိုင်းလက်ဆက်တဲ့အသားတွေကိုစားနေရပြီပေါ့ငါလည်းဒီကိုအဲ့ဒါကြောင့်ရောက်လာတာငါလည်းမင်းနဲ့အတူလက်ဆက်တဲ့အသားတွေစားချင်လို့လေဘာပြောတယ်မင်းကလက်ဆက်တဲ့အသားစားချင်တယ်ဟုတ်လားမရပါဘူးဒီငှက်တွေအားလုံးကငါဟာပဲငါကသူတို့အားလုံးအပင်ပန်းခံပြီးတော့ဖမ်းထားရတာဒီချင်းငှက်တွေရဲ့အသားကိုငါတယောက်တည်းပဲစားမှာ ရှားစားရေမင်းမမေ့လိုက်နဲ့နော်ငါသာသတင်းမှမဖြတ်မေးဘူးဆိုရင်မင်းလည်းအသားတွေစားရမှာမဟုတ်ဘူးဟွန်းမင်းမရှိလဲတခြားရပိုတာကိုရှာလိုက်မှာပေါ့နည်းနည်းလေးကုန်ကြီးပေးလိုက်တာနဲ့များအကျွေးလာတောင်းနေသေးရဲ့သွားစားမှာကွာရှားစားတိုင်းရဲ့အကျင့်ကိုကြည့်ပြီးတော့မင်းမင်းတိုင်းကဒေါသထောက်သွားတော့တယ်ငါရစားကိုကုန်ကြီးပေးခဲ့တာကငါရစားကိုကုန်ကြီးပေးခဲ့တာကပဲငါအမသူ့အမဲလိုက်လို့ရအောင်ငါမှာတော့သတင်းမှတွေဖြတ်မေးခဲ့ရတယ် အခုတော့သူ့မှာအမဲကောင်တွေအများကြီးရှိလာတဲ့အခါကျမှနောက်မေ့သွားတယ်ပေါ့လေအဲ့တော့ဆိုလဲမင်းတို့ဘလို့သင်ငန်းစာပြပေးရမလဲစောင့်ကြည့်လိုက်အောင်ပေါ့ကွာအဲ့နောက်မှာတော့မင်းမင်းတိုင်ငက်ကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ရာစာတိုင်ငက်ကိုသင်ငန်းစာပြဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်နောက်တစ်နေ့မနက်တီဗီမှာမင်းမင်းကကြေညာလိုက်တော့တယ်မင်္ဂလာပါလူချင်းမအပေါင်းတို့ကျွန်တော်ကတော့မင်းမင်းရီပေါ်တာဖြစ်ပါတယ်ဒီနေ့မှာတော့ရာစာတိုင်ငက်ရဲ့လှုပ်ဝက်ချက်ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ် ရာစာသိန်းကကကျွန်တော်ကိုရိုက်နှက်ခဲ့တယ်။နောက်တော့သတင်းမှဖြန့်ခံခဲ့တယ်။ဟွန်းအခုကဘာဖြစ်ပြန်တာလဲ။ရာစာသိန်းကကိုဖမ်းဖို့အတွက်လည်းဘယင်ကစုပေးမယ်လို့ကြေညာခဲ့ရလဲမဟုတ်ပါဘူး။ရာစာသိန်းကကိုတိုင်ကသတင်းမှဖြန့်ခံခဲ့ရပါအဲ့ဒါမှပတ်ဆိုင်ရမက်နဲ့သူ့စီကိုလာအောင်လို့လေအဲ့ဒီချိန်ကျ तू ကကျင်းကတ်တွေကိုအမဲလိုက်ရအောင်လို့ပါအဲ့ဒီချိန်ကျ तू ကကျင်းကတ်တွေကိုအမဲလိုက်ရအောင်လို့ပေါ့ဒါကပဲရာစာသိန်းကရဲ့အမှန်တရားဖြစ်တယ် လူချင်းမအပေါင်းတို့လည်းသတိထားပြီးတော့နေကြပါဗျာအဲ့ဒီရက်ဆက်တဲ့တိုင်ခန်းနဲ့ဝေးနိုင်မများအဝေးဆုံးမှာပဲနေကြပါဗျာတော်ပါသေးရဲ့တင်းနေရဲ့ကိုရုလွတ်သွားတယ်တိုင်ခန်းကိုဖမ်းဖို့အတွက်နဲ့တောင်းမို့မတော်လိုက်တာ ကိုရုကန်ကောင်းသွားတယ်မဟုတ်ရင်ကိုရုလည်းတိုင်ခန်းရဲ့အမဲကောင်ဖြစ်သွားမှာအဲ့လိုနဲ့ပဲရာစာတိုင်ခန်းရဲ့အမှန်တရားအားလုံးရဲ့အရှိန်မှာပေါ်လာခဲ့တော့တယ်မင်းမင်းတိုင်ခန်းကရာစာတိုင်ခန်းရဲ့အကြံအစည်ကိုဖျက်ဆီးလိုက်တော့တယ် အဲ့ဒီတဲ့င်းကိုအားလုံးသိသွားတဲ့နောက်မှာတော့ကျင်းကတိအားလုံးကရာစာတိုင်းကကိုဒေါသထွက်သွားကြတော့တယ်။နောက်တော့သူတို့အားလုံးပေါင်းပြီးတော့ရာစာတိုင်းကကိုတတ်ဖို့အတွက်စီစဉ်လိုက်ကြတော့တယ်။အဲ့တော့ရာစာတိုင်းကကြောင့်ငါတို့တော့ငှက်တယ်အများကြီးသိဆုံးသွားခဲ့ရတယ်။ရာစာတိုင်းကကိုသင်ကန်းစာပြမှာဖြစ်တော်မယ်။ဟုတ်တယ်ဟုတ်တယ်။ငါတို့ရဲ့ညီကုံညီမတွေပေါ်လောက်ခဲ့တဲ့အတွက်တေချာပေါက်လစားချေရမယ်။ဒါဆိုသွားရအောင်။အဲ့ရာစာတိုင်းကကိုပညာပြမှာဖြစ်မယ်။ ကျင်းကတွေအလုံးကဒေါသတကြီးနဲ့ရာဇသိန်းကကိုပြင်ရပြဖို့အတွက်တောင်းမို့သွားလိုက်တော့တယ်။တစ္ဆာဖောက်တဲ့ကောင်အလုံးကိုအမှန်တရားပြပြလိုက်တယ်။အခုတော့ကျင်းကတွေအလုံးလည်းငါ့ရဲ့အမှန်တရားကိုသိနေလောက်ပြီ။ကျင်းကတွေလည်းဒေါသထွက်နေရောပေါ့အခုလောက်ဆိုအခုတော့ငါလွတ်နိုင်မှာမဟုတ်တော့ဘူး။ရာဇသိန်းကထွက်မပြေးခင်မှာပဲကျင်းကတွေအလုံးကရောက်လာကြတော့တယ်။နောက်တော့ရာဇသိန်းကိုတိုက်ခိုက်လိုက်တော့တယ်။မင်းတော့တိတ်ပြီးသားမှလုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ မင်းကိုမသိမချင်တိတ်အောင်တပ်ပြစ်မယ်။ဘယ်ချင်းငက်ကမှရာစာတိုင်းငက်ကိုအလို့မပေးပဲဝိုင်းပြီးတော့ရိုက်နှက်လိုက်ကြတော့တာပေါ့။ချီရတဲ့တကယ်ချင်းတို့ရဲ့ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လေးလုပ်ပြီးတော့ဒီလိုမျိုးဇလန်လေးတွေကိုကြည့်ချင်တယ်ဆိုရင် channel ကိုလည်း subscribe လုပ်ဖို့မမေ့နိုင်အောင်နော်။